န်ဆော့ကျူဆိုတဲ့နာမည်ကတော့ကျွန်တော်ကဟိုအရင်ကျွန်တော်ကိုခေါ်ကြတာဒီ music producer ဆက်လုပ်နေတာခေါ်တဲ့နာမည်ကရှိုင်းလေးလို့ခေါ်ကြတာပေါ့နော်အဲ့တော့ကျွန်တော်ဘာမှမဟုတ် DJ ဖြစ်တော့လည်းအဲဟိုတိတ်ပြီးတော့မစင်းစားသေးဘူးနော် DJ ရှိုင်းလေးပေါ့ဘာရယ်မဟုတ်ဘူး DJ ရှိုင်းလေး DJ ရှိုင်းလေးလည်းခေါ်ရင်ခေါ်ရင်ခေါ်ရင်လည်းပြီးတော့တိတ်ကော့ကိုနောက်ပိုင်းဟိုနာမည်တခုရိုက်ပါတော့ဟိုဒါကြီးကအရင်ဗမာဆန်တယ်မဟုတ်တိတ်မကြိုက်ဘူးเนาะအဲ့ဒါနာမည်အဲဒီ international ဖြစ်တဲ့ international ဖို့ပုံเนาะဒီပို့ပြီးကောင်းတဲ့နာမည်တခုပြောင်းမယ်ဆိုပြီးတော့အဲကျွန်တော်အဲအရှိုင်းလေးဆိုတာ SL ပဲလေ ့ SL မှာကျွန်တော်နာမည်ကြီးအများကြီးရတဲ့တော့အဲ့မှာကျွန်တော် X logic ကိုတွေ့တယ်အဲ့ဒါကိုကိုပေးပြီးကိုကြိုက်ပါပြီကို logo ကစားကိုအောင်ဆွဲပြီးတော့အကျော်ဒီလေးတွေတုံးနေတာပါတွေ့တူတော့ရှိပါဘူး DJ လောကကိုစားရောက်တာကအဲ့တော့နည်းနည်းပြောရင်နည်းနည်းရှည်ရပြကျွန်တော်အနုပညာရေးစာထိတွေ့တာဗောနော်ကျွန်တော်အနုပညာရေးစာတွေ့တွေ့တာကျွန်တော်ခုနှစ်တန်းကောင်းခုနှစ်တန်းကျောင်းသားတော့ကကျွန်တော်တို့ကျောင်းမှာဘင်ခရတက်ဗောနော်အဲဘင်ခရလာခေါ်တာဗောအဲ့မှာကျွန်တော်ကစောရိုက်ဟိုဘော်ဒီကနည်းနည်းဝါတော့အဲပါတယ်ဗောနော်အဲ့မှာကျွန်တော်ဘာလုပ်ရလဲဆိုတော့ drum တရားအဲ့မှာကျွန်တော်စပြီးတော့ဂီတရဲ့ထိတွေ့ရဲအဲ့မှာကျွန်တော်သုံးနှစ် drum လေးကျင့်ရတာဗောနော်အဲ drum လေးကျင့်ပြီးတော့ကျွန်တော်ဂီတနဲ့အထိတွေ့ပြီးတော့အာတဖြည်းဖြည်းနဲ့ဒီနည်းပညာကိုစိတ်ဝင်စားလာတယ် အဲပြီးတော့အိမ်မှာလည်းအိမ်မှာဂီတာတွေပါတယ်ရှိတော့ကျွန်တော်အဲ့အဲ့ DJ လေးကျွန်တော်အဲ့ဒါကိုကျွန်တော် music စိတ်ဝင်စားလာတယ်ဒါပေမဲ့ကျွန်တော် DJ တက် music producer ကိုရင်ဖြစ်တာကျွန်တော်2008 90လောက်တည်းကကျွန်တော်ကဒီ music production ကိုလုပ်နေပြီပေါ့နော်ဟိုပေါ့ပါပါလေးရှောက်လုပ်တယ်ဟိုသူသူများချင်းတီးပြီးဒီလူချင်းတီးပြီးပေါ့အဲလိုမျိုးလေးရှောက်လဲအဲ့တော့ DJ ကိုတော့ကျွန်တော်က2017 17မှာမှကျွန်တော်အဲတင်းနဲ့တက်တယ်တင်းနဲ့တက်ပြီးတော့မှကျွန်တော် DJ ဆိုတာကြီးကိုလောကတွေကိုကျွန်တော်ခြေစုံပြုတ်ဝင်ခဲ့တာပေါ့နော် ကျွန်တော် music producer စဖြစ်တုန်းကတော့ကျွန်တော်တို့ကအဲ့လိုမျိုးလိုမျိုး EDM ဆိုတာမျိုးကဒီမှာမရှိသေးဘူးပေါ့နော်မရှိသေးတော့ကျွန်တော်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်အဲ့လိုနည်းနည်းလေး addy ဖြစ်တဲ့အမျိုးအစားတွေကိုကြိုက်တယ်ပေါ့ကျွန်တော်တို့တချင်းကအဲ့တော့အဲ့တော့ rapper တွေကိပေါ့နော် rapper တွေအခုပြန်လုံးမဲ့ဆိုဘာလို့ rap ဆိုရဆိုတခုတခုခုပေါ့နော် pop တွေဆိုအဲ့ဒီမှာကျွန်တော်ကဘယ်လိုလဲတချင်းဆိုတာတဲ့ကျွန်တော်တီးပေးခြင်းလားအဲ့တီးပေးတဲ့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကဘယ်လိုပြော futuristic ကိုဖြစ်တယ်အဲ့ခစ်တွေကတော်လားသူကလက်မခံနိုင်ဘူး ကျွန်တော်ကမြင့်နေတီးနေတာဘာလို့ဆိုတော့ကျွန်တော်အဲ့လိုဘက်တီကိုကြိုက်တာအဲ့လိုနည်းနည်းလေးအဲ့တော့ EDM လို့တော့မခေါ်သေးဘူးနော် LP မျိုးစားပါဆိုတော့ရှင်မြူးမြူးကြော့ကြော့တော့ဒီမှာဒီအဲ့တော့ဟိုလို့ပြော pop နဲ့အခြေချင်းနေအရန်ခစ်စားနေတဲ့အချိန်ပေါ့2008 90ဝင်းကျင်လောက်ပေါ့အဲ့အဲ့တော့ အဲ့တော့ကျွန်တော်ကျွန်တော်တီးပြီးရတော့မကြိုက်ဘာဖြစ်လို့ကျွန်တော်နည်းနည်းဘယ်လိုပြောအောင်လဲမြူးနေတီးလိုက်အဲ့နောက်ပိုင်းကျတော့ဘာဖြစ်လို့ဆိုတော့2017စနစ်လောက်မှာဟိုဘက်ကကျွန်တော်တို့ CD ဂွေဝင်လာပါတော့เนาะဒီတရဝင်ဝင်လာတဲ့ဟိုဒေးဗစ်ဂစ်တာတို့ Kevin Harris တို့အများကြီးဝင်လာ AVG တို့တအားဝင်လာတဲ့အချိန်မှာအော် DJ ဆိုတော့ကျွန်တော်ဒီလိုမျိုးတသက် live ဖောက်လို့ရပါလားဆိုတော့ဒီအချိန်မှာကျွန်တော်ဒီ EDM ကိုပဲစောင့်ချရလို့တော့တော့เนาะအဲတခြားတခြားချင်းတွေလည်းတီးတော့တီးပြီးရဒါပေမဲ့အရင်လောက်မတီးပြီးဘူးအခုဆိုတော့သူများဟိုလုံးဝမတီးပြီးတဲ့လောက်ဖြစ်သွားပြီခင်ဗျအဲလိုမျိုးပေါ့အဲ့တော့ EDM ကိုကျွန်တော်တော့ပဲ ကြိုက်လဲကြိုက်လဲ EDM ဟိုအမျိုးသားပေါင်းစုံလဲကျွန်တော်နားထောင်လဲလှုပ်လဲလှုပ်ကြတယ်ဗျအဲ့လိုဖြစ်သွားတာဘယ်လိုလဲ DJ ပွဲပထမဆုံးအတွေ့အကြုံဆိုတာကျွန်တော်တို့အတွေ့အကြုံတွေတော့နည်းနည်းလေးကောင်းပါတယ်ကောင်းပါတယ်ဆိုတာကမှားတာပေါ့နော်ပထမဆုံးအတွေ့အကြုံဆိုတော့အဲ့တော့ကျွန်တော်တို့ DJ စဖြစ်ခါစားပေါ့ DJ စဖြစ်ခါစားမှာကျွန်တော်ဆရာကကျွန်တော် New Year ပွဲထည့်ပေးတယ် New Year ဖွဲ့ပေးကျွန်တော်တင်းတန်းတက်တဲ့တောက်လျှောက်ကကျွန်တော် train လာတဲ့ဆက်ကအိုက်ဆက်မဟုတ်ဘူးအဲ New Year party မှာပါတီဆိုရဲသူတို့ club mini club မသေးလေးပေါ့နော်အဲ new year ဆိုတဲ့အတိုင်းလူကအရမ်းများတာကျွန်တော် train နဲ့ဆက်မဟုတ်ကျွန်တော်တင်းနေဆင်းကစားဆိုတော့တိတ်ရွယ်လဲအရမ်းမကျွမ်းကျင်တဲ့အချိန်မှာ အဲ့အဲ့ဆက်ကိုဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်၄ဘုတ်ဖွင့်၄ဘုတ်မှာ၅ဘုတ်ဖွင့်၅ဘုတ်မှာအဲအဲ့အဲ့အဖြစ်ပြက်ကလေးတခုတော့ရခဲ့တယ်ဗောနော်အဲ့ဆက်ရစားပြီးတော့ကျွန်တော်လည်းနားလဲပါတယ်ဗောအဲဘယ်လိုလုပ်ရမလဲဆိုတော့ဒီ stage stage fright တို့ပါလို့လဲအဲကျွန်တော်သိပါတယ်ဗောအဲ့လိုမျိုးဒါပေမဲ့စင်ရတော့ရင်လည်းဟိုဟိုမကြောက်ခဲ့ဘူးဗောဆိုကျွန်တော်ငယ်ငယ်တည်းကအကြောင်းမှလည်းအဲ့လိုမျိုးဘင်ခရာတက်တယ်ကျွန်တော်ဒီ ဟောပြောပွဲတွေမှာကျွန်တော်အဲ့လိုမျိုးရှေ့စာကိုလမ်းပြအဲ့လိုမျိုးပြောရဆိုရဲသူဆိုတော့ stage တော့မကြောက်ဘူးဘာဖြစ်လဲဆိုတော့အဲ့အမှားကိုကျွန်တော်သင်ခန်းစာအများကြီးလို့ရပါတော့အဲ့ဒါ problem တွေ့ကြပါပဲနောက်ပိုင်းပွဲတွေတော့အဆင်ပြေပါတယ်ဟုတ် များကြီးပါပဲအများကြီးပဲဆိုတော့ပြောစရာတွေရောစိတ်ဝမ်းနည်းစရာတွေရောပေါ့နော်ဟိုဝမ်းနည်းစရာအစပြောမယ်ဆိုရင်အဲအစပြော Brown DJ စားလုံးမယ်ဆိုပြီးတော့ခြေစွားတဲ့ခြေဘယ်လိုပြောရမလဲလူငယ်ခြေတက်ဖြစ်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်အဲ့မှာအဲ့တော့ဘားတစ်ခုပေါ့ကျွန်တော်အမရဲ့တကယ်ကြီးရပါအဲ့မှလည်းကျွန်တော်လည်းတီးတော့မောင်လေးမောင်လေးလာမောင်လေးဖွင့်တဲ့ဆိုလာဆိုပြီးတော့ဖွင့်တဲ့အချိန်မှာအဲ့မှကျွန်တော်ကဒီဘက်မှာနည်းနည်းလေးနာမည်ကစွာလာတဲ့အချိန်မှာကျတော့ဟိုဟာ DJ အကူနှစ်ယောက်က ်အခုချိန်ဒီလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်နာမည်တော့တိမပြောတော့ပါဘူးကျွန်တော်ကျွန်တော်လာတော့မကြည့်ဘူးဗျာကြည့်တော့ပြောဆိုကျွန်တော်ပြွင့်နေတဲ့ချိန်တွေတိတ်ပြည့်ပြီအာညီလေးမင်းလို့ဖွင့်ရမှာမဟုတ်ကိုကြီးဖွင့်ပြမယ်အဲအဲ့လိုမျိုးကြီးရှိတယ်အဲ့လိုမျိုးကျွန်တော်အဲ့လိုနှိမ်ခဲ့တဲ့ຢာလေးရှိတယ်နောက်တစ်ခုကျွန်တော်ကျွန်တော်အမှတ်တရချန်တစ်ချင်းကကျွန်တော် remix ကပေါ့နော်ဟိုတနိုင်ငံလုံးအတိုင်းတာနေကိုပေါက်တာပေါ့နော်ဥမျိုးကြော်မြန်ဥမျိုးကြော်မြန်ချေကျွန်တော် remix လုပ်တာကျွန်တော်အဲ့အဲ့ခါတည်းကကျွန်တော်ကဒီဥမျိုးကြော်မြန်ကိုခွင့်တောင်းတယ် ဒီသူ့ရဲ့ခွင့်ပြုရယူမှာကျွန်တော်လုပ်တဲ့အတွက်ဦးမျိုးကျော်လည်းဦးမျိုးကျော်ပဲကိုယ်တိုင်ကကျွန်တော်ကို appreciate လုပ်ပြီးတော့သူ music လေးတောင်းပြီးတော့သူဆိုပါမယ်ဆိုတော့ဟာမျိုးအဲ့လိုပဲပြောကြရင်ကောင်းတဲ့အခြေအနေလို့ရှိခဲ့တယ်လို့ကျွန်တော်တနိုင်ငံလုံးအတိုင်းအတာဒီပေါက်ွားတဲ့ချင်းနှစ်နှစ်လုံးပေါ့နော်အဲ့မှာနှစ်နှစ်မှာအရန်ပေါက်2015 16လား16 19လားမျိုးအဲ့နှစ်ခုမှာအဲ့တချင်းအရန်ပေါက်တဲ့ကြံတိုင်းလူတိုင်းမဟိုဘယ်လိုပြောရအောင်မလဲမဖွင့်တဲ့ဟိုဘယ်လိုပြောမဖွင့်မဖြစ်တဲ့ချင်းပေါ့နော်အဲ့လောက်ဒီဖြစ်သွားတဲ့အချိန်မှာကျွန်တော်ကဘာပွဲမှမရှိဘူး ကျွန်တော်ဘာပွဲမှမရဘူးကျွန်တော်အဲ့တော့ဘယ်လိုဘယ်လိုစားတော့အကျော်တချင်းပေါက်သွားပြီပေါ့နော်အော်ငါ့ကိုဟို DJ ဟိုဒီပွဲတွေလာခေါ်တော့မန်တရီလာခေါ်တော့မှာပဲဆိုပြီးတော့အနေခဲ့တဲ့ချိန်မှာကျွန်တော်ပြောင်းရလာမကောင်းဘူးပုံလည်းမဆက်လာအောင်အဲ့အဲ့မှာကျွန်တော်1နေရကျွန်တော်အဲ့ကျွန်တော်ဟိုအကူကြီးခေါ်လို့မန်တက်သွားတော့နော်မန်တက်သွားတော့ကျော့ချင်းပွဲချိန်မှာကျွန်တော်ခိုးပြီးငိုခဲ့ရတဲ့ရည်ရောရှိအဲ့ဒါတွေပေါ့အဲ့ဒါပြောကြဝမ်းနေကြလိုပါပဲကျုံကျုံနဲ့ ပြောပြအချိန်လေးလည်းအများကြီးပါပဲအဲလိုမျိုး festival ပါတယ်ဆိုရင်လည်းဒီလိုပဲကျွန်တော်ပြောလိုက်တာအဲသူသူကြကြပါကျွန်တော် full moon festival ပါတယ် full moon festival ပါတဲ့အချိန်မှာအဲ full moon festival ဆယ်လပိုင်း6ရက်နေ့အဲ့ဒါကျွန်တော်မွေးနေ့အဲ့လိုမှာအမှတ်တရကိုတီပါလာတဲ့ဟာဟာပေါ့နော်အဲ့လိုမျိုးအကြီးဆုံး festival ပထမဆုံးအချိန်ပါတဲ့အခါမျိုးကျွန်တော်မွေးနေ့တော့တိုက်ဆိုင်တယ်အဲအဲ့ဒါတော့ဘဝမှာအမှတ်တရကြီး Everybody! ကျွန်တော်တိုင်းမှာသွားပြီးတော့ပြောပြတာပေါ့အဲ့မှာအဲ့ club မှာပေါ့ကျွန်တော်ကအဲ့မှာအဲဗမာပြည်များတဲ့ club ပေါ့နော်အဲ့မှာကျွန်တော်သွားဖွင့်တဲ့အချိန်မှာအဲပြောစရာကောင်းတာတခုပေါ့နော်ကျွန်တော်အဲ့အချိန်ကျွန်တော်နည်းနည်းလေးကျွန်တော်စတန်နဲ့နောက်ကျနောက်ကျတဲ့အချိန်မှာကျွန်တော်12နာရီလောက်တော့ကျွန်တော်ဖုန်းဆက်လိုက်တော့ကျွန်တော်အဲ့တော့ club ကိုစောစောသွားမလို့ပဲဖုန်းဆက်လိုက်တော့အားရ club မှာလူသိမရှိသေးဘူးလေဒီဘက်တော့ရှုံးပြီလားမသိဘူးပေါ့နော်အဲ့တော့အော်ကျွန်တော်စိတ်ညစ်သွားကျွန်တော်လာပြီးမှပေါ့နော်ဒီမှာမရှိဘူးပါအဲ့မှာကျွန်တော်ဝင်ငန်းကြီးကျွန်တော်တော့အဲ့ဒါအစားသွားပြီးတော့ ကလပ်မှာသွားပြအဲ့ဒါကြောင့်ဟိုလူနေဆိုရင်ကလည်းမသွားတော့ပါဘူးနော်စက်တိုက်ကပ်ပါမယ်သွားတော့မယ်ဆိုပြီးတော့အဲ15မိနစ်20လောက်လူမှသွားရချိန်မှာဒီကိုမရှိသေးပဲနဲ့အဲ့မှာကျွန်တော်အချိန်ကြာမှာပဲဟိုဒူးဒူးကြကြပါဘောနော်သူကဝေါ်ဝေါ်ဝေါ်ဆိုဝင်သွားပြီးတော့ကလပ်ခုလုံးပြေးသွားပြီးတော့အဲကျွန်တော်လည်းသိရလူအများကြီးပါနော်ဟောငါတထိုင်းမှာလည်းငါ့ကိုသိရလူအများကြီးပါလားဆိုတော့အမှတ်တရလေးတခုတော့ရှိတယ်ဗျအပြောစရာကောင်းပါတယ်လေအောင်မြင်မှုရဖို့ဆိုတာဘယ်လိုဘယ်လိုပြောပြရမလဲကျွန်တော်ကတော့ဟိုအဆက်မပြတ်မနာတဲ့ပေါ့နော်ကျွန်တော်ခံယူချက်ကကျွန်တော်ဒါနဲ့ပဲ အဲလုတ်တယ်ဒါပဲဟိုစောက်ချလုတ်တယ်ဗောနော်ကျွန်တော်လည်းအရင်အောင်မြင်တဲ့သူမဟုတ်တော့ကျွန်တော်လည်းအရင်တော့မပြောပြချင်ဘူးဒါပေမဲ့ကျွန်တော်လုတ်ခဲ့တဲ့ပုံစံအရတော့ကျွန်တော်ဒါပဲစောက်ချလုတ်တယ်ဒါပဲသစ္စာရှိတယ်အဲ့တော့အဲ့တော့တစ်ချိန်တော့ကျွန်တော်စီရောပြန်လာမှာပဲဆိုရင်ယုံကြည်ချက်နဲ့ကျွန်တော်လုတ်တယ်အဲ့အဲ့လိုမျိုးပေါ့ကိုကိုယုံကြည်ချက်လည်းရှိရမယ်ကျွန်တော်မှဟိုကញ្ញာဝိရိယမှာကံလည်းကျွန်တော်မပိုင်ဘူးညဉာဏ်လည်းကျွန်တော်ဘုရားပေးတယ်လောက်ပဲရတာအဲ့တော့ဝိရိယပဲကျွန်တော်တို့စိုက်ထုတ်လို့ရတဲ့အရာအဲ့တော့ဒီဝိရိယချစ်ချစ်ကျွန်တော်လုတ်ခဲ့တယ်အရင်နေဟိုကကျွန်တော်ဒါပဲကြိုက်တယ်ဒါပဲလုတ်မယ်ဆိုတော့စိတ်ဆန္ဒနဲ့လုတ်ခဲ့တဲ့တစ်ချိန်မှာ အကျိုးပေးတော့ကျွန်တော်မြင်ပါတယ်အဲကျွန်တော်ရအောင်မြင်မှုပါ1 2 3ကွာတော့ဘာဥမာဘယ်လိုပြောမလဲကျွန်တော်ဥမာကာလာသေးတာပေါ့နော်အဲဒီမှာအရန်ဟိုနေဘက်အရန်ရောက်ဝဲဟာမျိုးကြတော့ဒီကျွန်တော်ရန်ကုန်မှာဖွင့်တဲ့ပုံစံမျိုးတွေအရန်ဖွင့်လို့မရဘူးပေါ့နော်အဲပြီးတော့ club ဟိုတစ်ခုနဲ့တစ်ခုပုံစံလေးတွေလည်းအဲကွာကြတာပေါ့သူလာတဲ့ဟိုလူအနေထားလည်းမတူဘူးလေတော်တော်ချိုးချာလည်းနည်းနည်းကလေးများချိုးချာလည်းလေလူကြီးများခင်ဗျအဲ့မှာ music လေးနည်းနည်း change ဖွင့်ရတော့ပဲရှိတယ်အဲပြီးတော့ဒီ club jigs တွေရှိတယ် flop festival jigs တွေပါလေကျွန်တော်တို့ပြောင်းဖွင့်ရတာမျိုးရှိတယ်ကျွန်တော်ကျွန်တော် setting နေမတူဘူးအဲ့လိုမျိုးအမျိုးမျိုးတော့ change ဖွင့်နေရတာဒီ DJ ဆိုတော့တစ်ချေးအကုန်လုံးရှိရတာပေါ့နော်အဲဒါပေမဲ့သူတို့အကြိုက်လည်းဖြစ်ရမယ်ကျွန်တော်ပုံစံလည်းဖြစ်ရမယ်အဲအကုန်လုံးနဲ့လည်းအဆင်ပြေမဲ့ပုံစံမျိုးကျွန်တော်အဲ့လိုမျိုး playlist တွေကျွန်တော်ချပေးရပြီအဲကျွန်တော်ကျွန်တော် ပြင်ဆင်ဖို့ပါဟုတ်အာ DJ ကတော့နေ့တိုင်းရှာနေတာပေါ့ကျွန်တော် producer ဖြစ်တော့ပူရှာရတယ်ပူရှာဆိုကျွန်တော်ကျွန်တော်ဖွင့်ဖို့တခြင်းနေလဲကျွန်တော်ရှာရတယ်ကျွန်တော် edit တွေလည်းလုပ်ရတယ်အဲဒီကြားမှာကျွန်တော်ဟိုတခြင်းနေလဲအစ်စ်တွေလည်းဖန်တီးရတယ်အခုဆိုကျွန်တော်အဆိုတော်နဲ့လည်း collab လေးလုပ်ထားတယ်အများကြီးပဲဗောနော်အဲ့ဒါတွေလည်းရှိတယ်အဲ့ပြီးတော့ကျွန်တော်ကဒီ producer ဆိုပြီးတော့နီးပညာပေါ့အဲကျွန်တော်ဘယ်လိုတခြင်းဘယ်လိုအခုနောက်ပိုင်း ဘယ်လိုတချင်းတွေတီးကြရလဲဆိုတော့စနစ်တွေကိုလည်းမပြတ်တမ်းလေးလာတာပေါ့အဲ့လိုမျိုးပေါ့အကုန်လုံးကလေးလာပါတယ်နေ့တိုင်းတော့အသက်သက်တွေကရှိနေပညာမကုန်ပါဘူးပြတော့မှအားသာချက်အားနေချက်ဘယ်လိုရှိမလဲဆိုတော့ဂျာတော့တယောက်နဲ့တယောက်တော့ကျွန်တော်တို့တူမဲမထင်ဘူးမြအဲကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲကျွန်တော်တို့ဂျူနီယာတွေဆိုလဲဟိုဒီ DJ မှာရုံးကန်နေရသလိုပေါ့နော်ကျွန်တော်တို့အစ်စ်မှာလဲမယုံကန်ဘူးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ကျွန်တော်မှာဒါပေမဲ့အဲကျွန်တော်ဆိုရင်အခုဆိုရင်အလုတ်ချိန်နေတယ်ဗျာ အလုတ်ချိန်နေတယ်ကျွန်တော်တ냐မှာတနိုင်တနိုင်ဝယ်ပဲအလုတ်လုပ်ပါတယ်ဒါပေမဲ့ဒီလိုတနိုင်တနိုင်ဝယ်အတွက်ကိုကျွန်တော်တို့ရားဖို့အတွက်ကိုကျွန်တော်ရှိတ်မှာရင်းခဲ့နှစ်တရာအများကြီးပဲလေအဲအဲ့လိုမျိုးလေးကျွန်တော်အရင်းကြီးရချေအဲ့လိုအားသာချက်အားနည်းချက်ရတော့မရှိပါဘူးဒါကိုဝန္ဒနာပါရဟိုလုံနေဖြစ်တယ်ကျွန်တော်ကဟိုအလုတ်ကိုဟိုဘယ်လိုပြောရမလဲ ပေမဲ့စင်းရဆိုတာလုံငယ်လို့တော့ကျွန်တော်မမြင်ဘူးပြကျွန်တော်အတွက်တော့ဗောနော်ကျွန်တော်ချားလို့တော့ကျွန်တော်မပြောတတ်ဘူးရုံးကဲနေနေရှိတယ်အစဉ်ပြေသူတွေလည်းရှိတယ်ဗျဟောဒီဟိုနာမည်မျိုးစားလိုက်သူဒီ social ဘောဘောလည်းအများကြီးမူတည်နေတာဆိုတော့ ားပေးကြလားဆိုတော့ကျွန်တော်အလဲမာဒီကလေးဥဆောင်ဖြစ်ဖြစ်ပြီးတော့အဖေလည်းဒီအမှုပြဆက်မလုပ်ဘူးကျွန်တော်လည်းမလုပ်ဘူးเนาะ get ဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော် music ကိုလုပ်တဲ့အခါမှာသူတို့ကအားမပေးဘူးလို့ဒီလိုမျိုးရှုံ့လဲရှုံ့လို့လဲရှုံ့မချောက်ရအဲ့လားရှုံ့မချပဲနဲ့အဲလုပ်ပေါ့เนาะဒါမဲ့လည်းဒါမင်းရန်ဖြစ်ရမယ်ဆိုတော့ဟာမျိုးနဲ့လဲသူ force လဲမပေးဘူးလို့ဘယ်လိုပြောရမလဲပုံမှန်ပဲပေါ့เนาะဟိုတားလည်းမတားဘူးဟိုအရင်လဲလုတ်กว่าဆိုရလဲမပြောဘူးကျွန်တော်ကနေရာလေးတစ်ခုရောက်လာမှာပဲအဲသူတို့အသိမှတ်ပြုသွားပြီးတော့ ဒါကိုရက်တီလို့ရပါဆိုတော့တီးသွားတာ။ဒါဆိုတော့လူကြီးဆိုတော့လေသူတို့သူလုပ်ခဲ့တာအမှုပညာပြရုပ်ရှင်ကျွန်တော်ကကျွန်တော်ဟိုဂီတဂီတကိုမှဟိုကျွန်တော်ဟိုဂီတဆိုတော့သူတို့ဒီလူကြီးတီးတာကတခြင်းဆိုတယ်ဒီအကအဒီအဲ့တော့အရေးဒီဟိုဘာလို့ပဲတီးတာပေါ့ကျွန်တော်ဒီဂျီဆိုတော့သူတို့ဘာဘာမှတော့မသိကျွန်တော်ဘေးအမေကအိုက်ခက်ခါတော့ဒါပဲအဲ့တော့တားလည်းမတားခဲ့ဘူးအရင်လဲခွင့်ပြုတယ်လည်းမဟုတ်ဘူးခွင့်မပြုဘူးလည်းမဟုတ်ဘူးပုံမှန်ပဲဘာမှမပြောဘူးပေါ့လုပ်ပေါ့ဟုတ်ကဲ့ ဟိုတင်တဲ့ကတော့ကျွန်တော်2016တည်းကဖွင့်တာဆိုတော့ကြာတော့ကြာပြီอ่ะအဲအဲ့ဒါလေးတော့ရှိတယ် IV ပါဟုတ် knowledge နေပဲเนาะ head မှာနှစ်ပိုင်းခွဲတယ်လိုက်ကြည့်ကြမလို့เนาะ knowledge ကိုပြောပြတယ်ဒါဒါဒါရိုးရိုးလိုက်ကြည့်ရမလို့အဲဒီတော့ကြာတယ်2016ဘာလို့စနေမှာလဲ အမ် time management တော့ကျွန်တော်တေချာလုပ်ရတာပေါ့အဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲအချိန်အတွက်ကော club အတွက်အချိန်တော့တင်တဲ့အတွက်အချိန်အတွက်ကောကျွန်တော်အဲ့လို fix ဖြစ်အောင်တော့ကျွန်တော်ကကျွန်တော် fan တီးရတာပါဗျာအဲ့လိုပဲပေါ့အဲ့ချင်းတွေကတော့ကျွန်တော်မျိုးစုံမှာတီးတယ် fan တီးတယ်ကျွန်တော်ခုနပြောလို့ဒီပညာတွေလည်းကျွန်တော်အများကြီးရှာပြရတယ်ဗျာအဲ့လိုမျိုးအခုတော့ EDM နဲ့ကျွန်တော်ကြိုက်တဲ့ collaboration ဟိုအစောရဲအတွက်ပေါ့နော်ကျွန်တော်အားလေးတော့လုပ်နေရအောင်အာရှိတာပေါ့စိတ်ပြစီဘူးကတော့ဟိုပွဲတိုင်းပွဲသေးပွဲကြီးမဆိုဟိုတူတော့တူတော့ဟိုရှိတာပဲပေါ့နော်ဒါပေမဲ့ အဲ့လိုမျိုးပွဲကြီးကြီးလိုပွဲသေးသေးလိုပေါ့စိတ်ပြစီမှုကျွန်တော် music တွေနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လည်းပြီးတော့ artist ကြီးတွေနဲ့ဖြော်ပြတဲ့အခါမျိုးကြောင့်လည်းကျွန်တော်တို့အလုံးလုံနိုင်ပါမလားဆိုတော့စိတ်ပြစီမှုကြီးရှိတယ်အဲတခါလေလည်းအဲ့လိုမျိုးဘလို့ဖြေပြောက်လဲဆိုတော့တခါလေကြရလဲဟောငါလုတ်ဟိုတေချာလုတ်ထားပြီးပဲပေါ့နော်ငါတေချာ web prepare လုတ်ထားပြီးတေချာ plan ထားပြီးလေးလေးတေချာချပြီးငါလုတ်ခဲ့တာပဲငါလုတ်နိုင်မှာပါဆိုတော့အားမျိုးနဲ့ပဲဖြေပြောက်ပါတယ် အကောင်းလာပြီပေါ့နော်အိရိယာနာဂက်ဆိုတာအထက်ကိုကျွန်တော်တို့ DJ အတွက်ပေါ့နော်အခွင့်အလမ်းတွေကတော့အများအရန်များလာပြီကျွန်တော်တို့ဒီအစလုံးတော့တော့ကျွန်တော်တို့ဒီ DJ အတွက်ဝင်ငွေကဒီ club နဲ့ဒီ festival ပေါ့အခုဆိုတော့ကျွန်တော်တို့ဟိုပါတီအသေးလေးဘာဘာတိုင်းလဲမှာလဲ DJ ခေါ်တယ်အဲ အဲ့ဒါဒီဂျီအတွက်ကကျွန်တော်ယက်တီလို့ရတဲ့အနေအထားတစ်ခုလည်းတော့ရှိလိုက်ပါဘူး။စူးစမ်းစူးစမ်းဆိုနေရာတစ်ခုလည်းရနိုင်ပြီ။ပြီးတော့ဒီနိုင်ငံတကာကဟိုကမ်းလန်းနဲ့ကမ်းလန်းချက်တွေလည်းကျွန်တော်တို့အများကြီးကျွန်တော်တို့လုပ်လို့ရပါဘူး။ဒီမိုဆက်မိတ်ရှင်းတွေဘာပါလဲအကုန်လုံးအများကြီးလုပ်လို့ရတဲ့အတွက်အခွင့်အရေးတွေတော့ကောင်းလာပါပြီ။အရင်တက်ဆိုင်တော့အများကြီးကောင်းလာပြီ။လူငယ်တွေလည်းအများကြီးတချို့တွေဖန်တီးလာကြပြီ။ကျွန်တော်တို့စလုပ်တော့ဒီ DJ ဟိုလုပ်တဲ့ဒီ producer လုပ်တဲ့သူပေါ့နော်။ဒီ DJ နဲ့ယက်တဲ့သူကလက်ချိုးယူလို့ရတယ်ဗျ။အခုကျတော့အများကြီးပဲသူကသူယက်တီလို့ရတာဟာတော့ကျွန်တော်ကောင်းလာလို့ပဲကျွန်တော်မြင်ပါတယ်ဗျ။ဟုတ် တော်အခုဒီ interview လေးပြီးွားရဲ့ကျွန်တော်အဲတင်တန်းမှာတင်စာရှိလေးပြင်ဆင်ပြီးတော့ကျွန်တော်တင်တန်းမှာစာသွားတင်မယ်ပေါ့နော်စာသွားတင်ပြီးွားရဲ့အညဆိုရင်တော့အဲကျွန်တော်ပွဲတော်ပဲရှိရတယ်အဲ့ဒါအတွက်တင်တန်းပြန်လာရင်ကျွန်တော်ခဏနားမယ်နားပြီးညာ playlist လေးနည်းနည်းလုပ်ပြီးတော့ညာပွဲတော်ပါပါအမ်ဒါတော့ကျွန်တော်သင်တန်းပါကျွန်တော်တော့ဆော့6ထဲကကျွန်တော် IV နဲ့မယ်နဲ့ကျွန်တော်ဖွင့်လာတာကြာပါပြီအဲဒီနေ့ကကျွန်တော်သင်တန်းမှာ music production attend လေးရှိရဲအဲ့တော့ ဘာသိမလဲတစ်ချက်လိုက်ကြည့်လိုက်ပါ let's go အဲ့ဒီစာသင်ပွဲအတွက်ကျွန်တော်ဒီနေ့မှ music production အတန်းတက်လေးဆောက်တာကျွန်တော်တို့လည်းတင်သင်မဲ့ကောင်းမဲ့ lesson plan လေးတွေကျွန်တော်အဲချပေးနေရပါဟုတ်ကဲ့အဲ balance level လို့ဆိုလူတိုင်းရော24နာရီရှိတာပဲကျွန်တော်တို့လည်းပဲသူအချိန်တစ်ခုလုံးပေးရပါတဖက်ကလည်းကျွန်တော်အဲအလုပ်တစ်ဖက်ကလည်းကျွန်တော်ဝါသနာဝါသနာအလုပ်နဲ့တက်တူကြနေရပါတော့ဒါမဲ့လည်း နောက်ခုလို့လောမှာပေါ့ကျွန်တော်ဒီဒီ IV ကျွန်တော်ဒီထောင်နာလည်းဆက်နှစ်နေပါရှိပြီဆိုတော့ဒီကောင်လည်းကျွန်တော်လေ့ဟင်းလို့မဖြစ်ဘူးပေါ့နော်အဲ့တော့လိုပဲပေါ့မာကျွန်တော်နည်းနည်းလိုတော့နည်းနည်းပုံပင်မန်းတာပေါ့အဲ့မနေ့ဆိုညဆိုလည်းတခါကျကျွန်တော်အေးမွားရရက်တွေလည်းရှိရအခုအခုဆိုကျွန်တော်မနေ့ကလည်းရှားဟိုကားကိစ္စလေးလုံလုံပြီးတော့အခုဒီအသေးသေးပြအောင်လာအဲ့ညကျရင်အပွဲရှိဒီလိုပဲပေါ့သူအချိန်နဲ့သူ့အချိန်နဲ့သူခါတော့ကျွန်တော် balance ပြောင်းတော့စူးစားပြီးတော့လုပ်အောင်တော့နည်းနည်းတော့ပင်မန်းတာပေါ့မာအဲ့ကောင်းပါတယ်ဆိုတော့ DJ ပညာကဟိုဘယ်လိုပြောပြရမလဲဟို ဟိုဝါသနာလူတိုင်းပါလို့ရတယ်ဗောနော်ပါပြီးတော့သူပြောပြောဖို့ကောင်းတော့လူတွေ entertain လုပ်ရတယ်အဲ entertain လုပ်ရတော့အဲ့မှာ entertain လုပ်ရတယ်ဟိုကလူတွေတော့ပျော်နေဗောနော်အခုဆိုရင်ကျွန်တော်တို့ဒီ industry ကိုဘယ်လိုပြောဟိုဝင်ငွေလမ်းကြောင်းလဲအဲတခုအနေနဲ့အဆင်ပြေလာပြီဆိုတော့ကောင်းပါတယ်အကုန်လုံးဝါသနာပါတီချာလုပ်ကြမယ်ဆိုကျွန်တော်တို့ industry ကအများကြီးတိုးတက်ဖို့ရှိပါတယ်ဗျအဲကျွန်တော်အားပေးတဲ့သူတွေကတော့အများနဲ့ဆက်ပြီးအားပေးပါလို့အဲဒီ vlog ကြည့်နေဆိုလဲကျွန်တော်တနေ့နေ့ဒီအဲဘာတွေလုပ်လဲဘယ်လိုမျိုးအချိန်လေးခံခွဲလို့ဆိုတော့တည်သွားရတဲ့အတွက်အဲကျွန်တော် ဘိုင်းလို့လည်းတီးသွားတာပေါ့နော်အဲ့တော့အဲအားလုံးကြည့်ပေးသူရအောင်ကျေးဇူးတင်ပါတယ်ကျွန်တော်အားပေးတယ်ပါတော်တင်နေတာ IV ဒီကျင်း Music Production ဖြစ်ပါတယ်ကျွန်တော်ပြောပြပါမယ်